အားလုံးမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့မကောင်းဆိုးဝါးတွေကြာဆုံးစေရမယ်လို့ရုရှားရဲ့ကျူးကျော်စစ်ကိုရည်ညွှန်းပြီးယူကရိန်းသမ္မတဇလန်စကီကပြောကြားလိုက်တဲ့သတင်းမှာယူကရိန်းသမ္မတဇလန်စကီဟာမေလ10ရက်နေ့မှာကီယင်းမြို့တော်မှာလမ်းလျှောက်ရင်းပြည်သူတွေကိုမိန်ကုံပြောကြရမှာယူကရိန်းနိုင်ငံကိုကျူးကျော်လာတဲ့မကောင်းဆိုးဝါးတွေကြာဆုံးစေရမယ်လို့ရုရှားရဲ့ကျူးကျော်စစ်ကိုရည်ညွှန်းပြီးပြောကြားလိုက်ပါတယ် ဒုတိယကမ္ဘာစစ်ကနာစီရီပေါ်အောင်ပွဲခံခဲ့တဲ့နှစ်တခုဖြစ်တဲ့မေလ10ရက်နေ့မှာသမရဇလန်စကီကကီယက်မြို့တော်တွေကတမိုင်းဝင်နေရာတွေကိုတွားရောက်ရင်းပြည်သူတွေကိုမိန်ကွန်းပြောကြားခဲ့ရမှာထဲ့သွင်းပြောကြားခဲ့တာပါဒုတိယကမ္ဘာစစ်ကလိုအဖြစ်အပျက်မျိုးဘရောမှထမဖြစ်စေရဘူးလို့ပြောခဲ့ကြပေမဲ့ယူကရိန်းအတွက်တော့ဒုတိယကမ္ဘာစစ်လိုအဖြစ်မျိုးနဲ့ပြန်ကြုံခဲ့ရပြီးယူကရိန်းမြေပေါ်ကိုမကောင်းဆိုးဝါးတွေထပ်မံရောက်လာတာသုံးနှစ်ကျော်ခဲ့ပြီလို့ဇလန်စကီကပြောပါတယ် ရုရှားကျူးကျော်စစ်စတင်ခဲ့တဲ့ဖေဖော်ဝါရီ24ရက်နေ့မှာမြို့တော်မှာကားမရှိလူမရှိအားလုံးတိတ်ဆိတ်သွားခဲ့ရပေမဲ့ယူကရိန်းရဲ့စီလုံးမှုခွန်အားနဲ့တတိရကြောင်းမြို့တော်ဟာပုံမှန်အတိုင်းပြန်လည်အသက်ဝင်နေတယ်လို့လဲဇလန်စကီးကပြောပါတယ်။မကောင်းမှုတိုင်းဟာမလဲမသွေကြာဆုံးရမယ်ဆိုတဲ့စကားအတိုင်းလွန်ခဲ့တဲ့အနှစ်80ကကျူးကျော်နာဇီတွေယူကရိန်းမှာကြာရှုံးသွားရသလိုအခုလဲယူကရိန်းနိုင်ငံထဲကိုကျူးကျော်နေတဲ့မကောင်းဆိုးဝါးတွေလည်းမလဲမသွေကြာဆုံးထွက်ခွာသွားရမယ်လို့ဇလန်စကီးကဆိုပါတယ်။ မကောင်းဆိုးဝါးတွေကိုခုခံတိုက်ခိုက်ရင်ကြဆုံသွားရသူတွေနဲ့ဆက်လက်တိုက်ပွဲဝင်နေသူအလုံးကိုမေလောက်ရှိရမှာအထူးဂုဏ်ပြုပြောလိုကြောင်းလဲဆိုးဝါးမင်းကမှာဆလန်စကီကပြောသွားပါရရှင်ကျမနွယ်နွယ်ပါ